သူများကိုသိပ်ပြီးမတနာနဲ့နောက်ဆုံးတနာเสียအကောင်းဆုံးသူကကိုဖြစ်နေတတ်တယ်ဘဝမှာပင်မဆုံးလောက်ကမျောလင်းချက်နဲ့အသက်ရှင်ရတာပင်မဆုံးပဲမျောလင်းချက်တွေကိုထင်သလိုဖြစ်မလာတဲ့အခါဆက်သွယ်နေတာကိုလည်းဖျက်ရမယ်ဖတ်တွယ်နေတာလည်းရက်ရမယ်အတွေးလိုနေတာကိုလျှော့ရမယ်အာနာတတ်တဲ့စိတ်ကိုလျှော့ရမယ်ဒါမှပဲအေးအေးချမ်းချမ်းနဲ့ဘဝကိုရှေ့ဆက်ရှင်သန်နိုင်မှာပဲဖြစ်တယ်ဒီလိုမှမဟုတ်ရင်သူများစိတ်နဲ့အသက်ရှင်သန်နေရတာနဲ့အတူတူပါပဲသူတို့အတွက်သူတို့အတွက်နဲ့ကို့အတွက်ကိုတောင်မိနေရတဲ့အခိုက်အတန့်အချိန်တွေရှိတယ် သူတို့အဆင်ပြေပါစေဆိုပြီးကိုယ်အဆင်မပြေတာတွေကိုမေ့ပြီးတော့ကိုယ့်ကိုယ်ကိုနှစ်သိမ့်ပုံမေ့နေတတ်တခါတလေလမ်းပြောက်တလူလူနဲ့စိတ်ထဲဝမ်းနေတယ်လို့အထီးကျန်ဆန်းတလူလူနဲ့ဘသူ့ကိုပြောပြလို့ပြောပြမှမတိအမွန်ချက်ဖူးလိုက်ဟုတ်တယ်ဒါတွေအားလုံးကသူများအတွက်သူတို့အတွက်ဆိုပြီးတော့ကိုယ့်အတွက်ကိုမေ့နေတယ်နောက်ဆက်တွဲဖြစ်ရတယ်ဒါကြောင့်ဘဝမှာကိုယ်မရှိရင်မဖြစ်ဘူးလို့မတွေးနဲ့ကိုယ့်ကိုအားကိုလွန်းပြီးတော့သူတို့ကိုယ်တိုင်မရက်တည်နိုင်တဲ့အခါမှာတိတ်တိတ်သာလွန်းတဲ့ကိုကဝင်းပူပြီမိသားစုတစ်ခုပဲဖြစ်ဖြစ်လုပ်ငန်းခွင်လူမှုဖွဲ့စည်းစတဲ့အားလုံးမှာ အလိုက်တိတက်လွန်းသူတာဝန်တိတက်လွန်းသူဟာပူပင်မန်းဒါပေမဲ့ပင်မန်းခံထားသလောက်ပြန်ရတဲ့အရာအလုံးကမထိုက်တန်ဘူးဆိုရင်တော့စိတ်ပင်မန်းလည်းမခံနဲ့ဒေါကမှာကျွန်တော်ကျမဘလောက်ထိတော်ပါတယ်တက်ပါတယ်ကောင်းပါတယ်ပြောပြောကနန်းလိုလူတွေရှိနေတဲ့ပြည်တော့ကိုယ့်ရဲ့လောက်ရတိုင်းရလေအတိမတ်ပြုခံအောင်မပြောနဲ့အောက်ဆုံးထိဆွဲချမခံရင်တောင်ကန်ကောင်းပါတယ်ဒါကြောင့်ဘာလို့ပဲလှုပ်လို့မျောလင်းချက်မထားနဲ့ကိုတက်နိုင်သလောက်လှုပ်ပေးခဲ့တဲ့အပေါ်ကျင်တတ်ပါကိုကိုကိုချစ်ပါကိုမရှိတဲ့အရာအလုံးဟာသူ့ဟာသူ့လဲပတ်နေအောင်ပါ ကိုကိုကိုပဲအားကိုးပါအနာမှာဘသူမှအမြဲတမ်းရှိမယ်လို့မသေးကြတဲ့အတွက်ဘသူမှမရှိလဲတယောက်ထဲရှင်သန်နိုင်အောင်ကြိုးစားလိုက်ပါ